ကြမီချိန်တော်တွင်မှာမြမပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ယူကြမှာခြင်းနဲ့ပြည့်စုံကြပါစေလို့ဒီနေရာနေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။တိတိဒါနာနဲ့ပလီပလာမပြောသက်တဲ့စိန်သီးစပီကာပြန်လည်လို့ရောက်ရှိလာပါပြီ။ခုချိန်မှာဆိုရင်မြမပြည်သူပြည်သားအပေါင်းဘလောက်ထိအောင်တောကတွေပွေလီနေလဲဆိုတာမြမတွေမကပါဘူးကဘာကပင်တည်နေပါလေ။ တည်ကြည်ပျက်စီးကြတယ်ငလင်းနဲ့ဒဏ်ကြောင့်တည်ကြည်ပျက်စီးကြတယ်လို့စစ်ဘေးဒဏ်ကြောင့်လည်းဒုက္ခရောက်နေတဲ့ပြည်သူပြည်သားတွေအများကြီးရှိပါတယ်ဒီကြားထဲမှာမြို့ပေါ်မှာနေတဲ့ပြည်သူပြည်သားတွေအားလုံးစစ်နဲ့ပတ်သက်ပြီးတော့ပေါ်တာတွေပေါ်တင်တွေဆွဲတဲ့ဒဏ်ကိုလည်းအခုချိန်ထိခံစားနေရတော့မှာပဲလူသက်လက်နဲ့တွေပေါ်ပြီးတော့လူကယ်ဖို့ပစ္စည်းမရှိတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာလူဖြစ်ခွင့်ရတာတော်တော်ကြီးဦးမှတနာဖို့ကောင်းပါလေကျွန်တော်တို့အပအဝင်တိုင်းသားညီကောင်မတော်တွေအားလုံးခေဆိုးစနစ်ဆိုးကြီးရနေပြီးတော့ရုံထွက်နိုင်တဲ့နေ့တစ်နေ့ကိုရောက်ရှိပါတော့မယ်အဲ့ဒါဘာလဲဆိုတော့လက်တွဲညီညီနဲ့ကျွန်တော်တို့ဒီအားလုံးနောက်မဆုတ်တမ်းပြန်လဲခုခံတိုက်ခိုက်နေရင် ကြောက်တိုင်တော်မှလှုပ်ပါများရင်နေလာပါလိမ့်မယ်။ဒါပေမဲ့ဒီအချိန်မှာကျွန်တော်ပြည်သူပြည်သားတွေရဲ့ဝတ်လို့ပဲပြောမလား။ဒါမှမဟုတ်ရင်ကျွန်တော်ပြည်သူပြည်သားတွေကိုလက်နက်အားကိုပြီးတော့ဖိနှိပ်နေတဲ့စစ်ကောင်စီရဲ့ကံကြမ္မာလိုပဲပြောမလား။ဘာပဲဖြစ်ဖြစ်အဓိကခံစားနေရတာတော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေပါပဲ။အခုဆိုရင် အကြံဖက်စစ်ကောင်စီကနေပြီးတော့မတ်လ28ရက်နေ့ငလျင်လှုပ်အပြီးနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေပါတယ်။အေဗီလာ2ရက်နေ့မှ22ရက်နေ့အထိရက်20ကြာကာလယာယီအပြစ်ခတ်ရက်စဲထားသည့်နေ့မှစပြီးတော့အေဗီလာ2ရက်နေ့ညပိုင်းတွင်ပြန်လည်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေသလိုအေဗီလာ2ရက်နေ့ညပိုင်းတွင်ဒီသတင်းကိုလည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီဘက်ကနေပြီးတော့ဘလောက်ကြီးပဲသတင်းတွေထုတ်ပြန်ထုတ်ပြန်ဘလောက်ကြီးတွေနော်ကေဇယ်ရေးတွေလှုပ်လှုပ်စစ်ကောင်စီနော်ချင်းညာတက်ကတော့အမြဲတမ်းပြည်သူတွေကိုနှိပ်စက်နေကြပါပဲတစ်ဖက်မှာကကျွန်တော်တို့တွေငလျင်တန်းကိုခံစားနေရတယ်တစ်ဖက်မှာကဘုံကျဲတိုက်ခိုက်နေတယ်သူကတော့မြန်မာနိုင်ငံကြီးမှာမြေကလင်းတန်းတင့်ပြီးတော့ပြည်သူပြည်သားတွေဘလို့ဒုက္ခရောက်နေပါတယ်အိုးအိမ်တွေဘလို့ပျက်စီးနေပါတယ် တိုက်တာတွေဘလို့ပြိုပြိုသွားပါတယ်ဆိုတဲ့ဥစ္စာကိုနိုင်ငံတကာတိအောင်အာနိုင်ငံအကူနိုင်ငံတကာရဲ့အကူအညီကိုတောင်းပင်မဲ့မလေးရှားနိုင်ငံကလာပြီးတော့ကယ်ဆယ်ရေးအဖွဲ့ကယ်ဆယ်တဲ့အချိန်မှာဘုံနံတနက်တန်တွေကိုကြားနေရတာလေပြည်သူတွေတော်တော်များများအသိပြီးဖြစ်ပါလိမ့်မယ်တစ်ဖက်မှာကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးကပြည်သူချင်းချင်းကယ်နေရတယ်တစ်ဖက်မှာကသူက ပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတယ်။ဒါဟာကောင်းသလားသူ့လောက်ရဟာမှန်သလားဆိုတာတိတိကျကျစဉ်းစားကြည့်ကြပါ။အခုအကြံဖတ်စစ်ကောင်စီကငလျင်ဘေးကယ်ဆယ်ရေးအတွက်ဆိုပြီးရက်20ကြာအပြစ်ခတ်ရက်စဲထားဟုယမနိညာပိုင်းကြေညာခဲ့တော်လေယခုနနပိုင်းကချင်ပြည်နယ်ဝိုင်းမော်ကိုလက်နက်ကြီးများပြစ်ခတ်ပြီးတော့စစ်ရေးလှုပ်ရှားနေသဖြင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပါတယ်ခုနကျွန်တော်ပြောသလိုပေါ့တစ်ဖက်မှာကမြင်းကလေးနဲ့ခံစားနေရတယ်တစ်ဖက်မှာကသူကနေရာပြောက်မှာစိုးလို့စစ်စင်ရေးတွေကိုစစ်နှွဲနေတယ်လူလိုတိတယ်တုံလည်းတဖို့ဝင်နေတဲ့တိုင်းသားလက်နက်ကင်တွေအားလုံးကအပြည့်အခက်ကိုနှစ်ပတ်တော့မဟုတ်ရက်20ရက်ဆိုင်သားပဲမဲ့သူကတော့ဆက်လက်တက်မြဲတိုင်းတက်နေပါလေဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေရာနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာ အချမ်းပတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကမလ28ရက်နေ့မှာမြင်းကလင်းလှုပ်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာသူကနေပြီးတော့ဒီနေပြီးတော့မှရှိတဲ့အဆောက်အဦတစ်ခုအတော်အတွင်းမှာအဲသူပြောပုံရဆိုရသူကစာဖတ်နေတယ်စကားပြောနေတယ်အဲအဲ့ဒီအချိန်မှာမြင်းကလင်းကြီးကလှုပ်လာတဲ့အချိန်မှာဇပွဲတစ်ချမ်းမှာသူကနေပြီးတော့ပုံအောင်ပြီးတော့သူနေနေရတယ်ပေါ့နော်သူတိမ်မှာကြတော့တော်တော်ကြောက်ပါလေ အဲ့လိုမျိုးပဲသူကနေပြီးတော့အပြင်ကိုထွက်ပါထွက်ပါလို့အဲသူ့ရဲ့အဲဘေးနားကနေပြီးတော့အဲဟိုသူ့ရဲ့တပည့်သားမိတွေကပြောလို့သူအပြင်ထွက်လာတယ်အပြင်မထွက်လာတဲ့အချိန်မှာသူတနာကြီးကြော်ကြော်လောက်မတ်တဲ့ရက်နေရတဲ့ဥစ္စာကိုရေးကြီးခွင်ကျဲလှုပ်ပြီးတော့သူကနေပြီးတော့မိကုန်းထဲမှာသူထည့်ပြောသွားတယ်သူတနာကြီးလောက်ရက်နေရတာအကြောင်းတရားမဟုတ်ပါဘူး၃လရက်လောက်တိုက်ပြီးပြီးတော့ညီကြီးတဲ့ရောက်နေတဲ့ အသက်မတည်သင်ဘဲနဲ့တည်သွားတဲ့ပြည်သူတွေအများကြီးရှိပါတယ်။သူသာအချိန်မီရောက်လာပြီးတော့အင်းနဲ့အားနဲ့ကရင်းနေဗဖိုးတွေနဲ့အာအကုန်လုံးဆွဲမပြီးတော့တူးဖော်လိုက်မယ်ဆိုရင်အဲအကုန်လုံးတော့မဟုတ်ပေမဲ့တချို့တစ်ဘက်ကသူလှုပ်ပေးလိုက်မယ်ဆိုရင်ဒဏ်ရာရတဲ့သူတွေလည်းနဲသလိုတေပြောင်းမှုတွေလည်းနဲမယ်လို့ကျွန်တော်ထင်ပါတယ်။သူ့အသက်ကြတော့သူကြောက်တတ်လားပြည်သူတွေအသက်တည်သွားတာတွေပြည်သူတွေကိုဘုံကျက်တိုက်ခိုက်တာတွေပြည်သူတွေငလျင် ဒဏ်ကြောင့်တည်တည်ပျက်စီးသွားတာတွေကိုတော့ तू ကမှတ်နှမျောဘူးနော်အခုလည်းကြည့်ကျွန်တော်တို့မန္တလေးပတ်ပတ်လေပေါ့နော်ဒီမင်းကလေးဒံကိုကြောက်လို့ဆိုပြီးတော့အိမ်ဒီမှာမအေးရုပ်တိုက်အိမ်ဒီပေါ်မအေးရုပ်တိုက်ခန်းဒီပေါ်မှာမအေးပဲရဲနဲ့မအေးရဲပဲနဲ့ကျွန်တော်တို့ဒီမန္တလေးကျုံရဲ့ပတ်ပတ်လယ်မှာညဘက်ဆိုရင်အိမ်နေရတဲ့ဒူတွေအများကြီးရှိပါတယ်အဲ့ဒီအိမ်နေရတဲ့ဒူတွေကိုအခုဆိုရင်ဘာလုပ်လဲဆိုတော့အိတ်ခွင်မပေးတော့ပါဘူးဘာကြောင့်အိတ်ခွင်မပေးတော့တာလဲလို့ တေချာမင်းမြန်ကြည့်တော့ငါတို့တကြံမန်တက်တွေစောက်မှာမဟုတ်လို့တဲ့မင်းတို့ဖယ်ပေးပါဆိုပြီးတော့ဖယ်ပေးနေရပါတယ်အခုကဘာဖြစ်လဲဆိုတော့ဟိုကန်စိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့စကားတော်မှမလုံလောက်တော့ပါဘူးမိင်္ဂလင်တန်းကိုကြောက်လို့အင်ဂျီယာကြီးမရှိတော့တဲ့ဒူတွေအဲ့ဓာတွေကို तू ကဘာလဲရင်နစ်တဲ့သူကိုဝါကူထိုးနေတာလား ကိုကြီးစားတရားမရှိဘူးလားသူကြတော့သူတို့အိမ်ကြီးပျို့သွားတယ်နေပြီးတော့မှပျို့သွားတယ်အဲ့ဒီအိမ်ကြီးကိုသူပစံနဲ့မဆောက်ဖဲနဲ့နိုင်ငံတကာကပေးတဲ့ပစံနေနဲ့စောက်ပြီးတော့ကောင်းကောင်းမွန်မွန်နေနေရပြီးတော့အခုကြည်သူလူထုတွေအကုန်လုံးကနေပြီးတော့အိမ်ထဲမှာမအိပ်ရဲလို့ကျုံပပတ်လည်းမှာအိပ်နေတာတပိနေအောင်မှာအိပ်နေရတဲ့ဥစ္စာကိုဖယ်ခိုင်းတယ်ပြီးတော့အခုဆိုရင်ရန်ကုန်မြို့မှာလည်းထုံနည်းတူပဲအဲ့လိုမျိုးပြင်မထွက်ပြီးအိပ်နေတဲ့လူတွေအများကြီးရှိတယ် ဲ့ဒီလူတွေကိုအခုရန်ကုန်မြို့မှာညစပြီးတော့ပေါ်တာတွေစဆွဲပြီးလို့ကျွန်တော်တို့သတင်းရရှိထားပါတယ်။တစ်ဖက်မှာကကျွန်တော်တို့စစ်တံဝန်ခံစားနေရတယ်တဖက်မှာကမြင်းကလင်းတံဝန်ခံစားနေရတယ်ဒီဘက်မှာကပေါ်တာဆွဲတဲ့တံကိုအလူလဲခံနေရတယ်မြမပြည်သူပြည်သားတွေအားလုံးစိတ်မကောင်းစရာပဲသူကတော့အခုဆိုရင်ထိုင်းနိုင်ငံကိုအစီအွေသွားပြီလေဗျာကဲကြည့် ထိုင်းနိုင်ငံလူတွေကလည်းအခုသူ့ကိုဆန္ဒတွေပြနေကြပြီကိုဗမာလူမျိုးတွေတော့တိတ်မပါဘူးထိုင်းလူမျိုးတွေဆန္ဒပြနေပြမှာဗောထိုင်းလူမျိုးတွေကလူစိတ်ရှိတာကိုဒီလောက်ကိုနိုင်ငံမှာဒုက္ခရောက်နေတာကို तू ကနေပြီးတော့ဈေးပန်းခင်းပြီးတော့ဟာငါ့ကိုနိုင်ငံတကာဖိတ်တယ်ငါဘယ်ဟုတ်ဆုတ်ဆောက်သွားပြီ तू မို့လို့အချက်မရှိလာရဲတယ်ဘလို့နှလုံးသားနဲ့လာတာလဲဘလို့နှလုံးသားနဲ့ ပြည်သူတွေကိုအုပ်ချုပ်มาလေဒီနေရာမှာကျွန်တော်တခုပြောချင်ပါတယ်အခုဟုတ်ပြီနေပြည်တော်ရဲ့မန္တလေးရဲ့စကိုင်းရဲ့အင်းဝါရဲ့ကျွန်တော်တို့အဓိကထိွားတဲ့နေရာတွေပေါ့နော်တော်တော်များများထိတဲ့နေရာဟုတ်ပြီကျွန်တော်တို့ရဲ့လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ကိုဒီအချိန်မှာ तू လှုပ်ပေးကြည့်လိုက်ပါလားသူ့ကိုပြောချင်တဲ့လူတွေတော့မှဗစက်ပိတ်သွားလိမ့် တကယ်လို့များအဲ့ဒီအဆောက်အဦပြိုကျသွားပြီတဲ့လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်နေတဲ့အဆောက်အဦပြိုကျသွားပြီတဲ့ဘာလုပ်မလဲသူကအဲ့လိုဖြစ်အောင်လဲတေတေချာချာကိုဖန်နီးထားတာလို့ကျွန်တော်ထင်ပါတယ်ထားလိုက်ပါတော့ကျွန်တော်အခုဆိုရင်နောက်ထပ်လဲမြင်းကနေနေထပ်လုပ်ဖို့ရှိပါတယ်ကျိသေးတာတခုကတော့ ပြည်သူတွေအလှည့်ပြီးတော့သူ့ကိုလည်းရောက်ပြီလားတော့မသိဘူးအခုမြင်ကရင်လှုပ်မဲ့ဗဟိုချက်ကနေပြည်တော်နဲ့တောင်ဦးဖြစ်နေတယ်ဗျာဒါကြောင့်ကန်တရားကြီးကပြည်သူတွေဘက်မှာပဲပါမလားအဲ့ဒီအကြောင်းကိုသိလို့သူကနေပြီးတော့နိုင်ငံသားကိုအစည်းအဝေးဆိုပြီးတော့အစည်းအဝေးကိုဗန်းပြပြီးတော့ထွက်ပြေးသွားပြီလားဒါလေးကိုတော့သိတယ်ပါလေဟုတ်ကဲ့ပါအခုဆိုရင် ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့အတိုင်းပဲပြည်သူကိုပြည်သူဟာပဲကယ်နေရတယ်နိုင်ငံကမှာရှိတဲ့မြန်မာပြည်သူပြည်သားတိုင်းသားညီကိုမောင်နှမတွေကလည်းကုညီကယ်ဆယ်သလိုမြန်မာပြည်တွင်းရရှိတဲ့ပြည်သူတွေကလည်းကယ်ဆယ်နေတယ်နိုင်ငံကကအဖွဲ့အစည်းတွေကလည်းကယ်ဆယ်နေတယ်သူတို့စစ်တပ်ကထွက်လာတာဗမာရှိတယ်ထွက်လာတာတော့ရှိပါတယ်အုတ်ခဲကိုတထွာလောက်ရှိတဲ့လူတန်းစီပြီးတော့လက်ဆင့်ကမ်းနေတယ် ဒီအချိန်မှာအုတ်ခဲကိုလက်ဆင့်ကမ်းရမယ်အချိန်မဟုတ်တော့ဘူးအင်တိုက်အားတိုင်းနဲ့လောက်ရမယ်အချိန်ဖြစ်နေတယ်သူများနေကြီးတယ်သူများနိုင်ငံလာတယ်ဘလို့ကဲထုတ်သွားလဲအဲ့ဒါတို့တို့မမြင်ဘူးလားဒီမှာအုတ်ခဲကိုပြိုနေတဲ့အဥ္စာကိုလက်ဆင့်ကမ်းနေတယ်ကျွန်တော်လည်းဗုဒ္ဓဘာသာပါပဲဖျားကြီးတွေပြိုသွားတယ်ဒီအချိန်မှာခဏလေးဒါလေးကိုထားပြီးတော့တကယ်လူတွေပြိနေတဲ့နေရာမှာတွားပြီးတော့ အင်တိုင်းအားတိုင်းနဲ့လူအင်အားနဲ့လုံးဝမှာလေဟုတ်ပြီလားထားလိုက်ပါတော့ကျွန်တော်တို့မြန်မာနိုင်ငံဖြားနာနေုံနေမကောက်ဘူးအခုဒုက္ခရောက်နေကြတယ်လာတဲ့ပစ္စည်းတွေအကုန်လုံးလေနေပြည်တော်ကိုပဲတိုက်ရိုက်လာမယ်နေပြည်တော်ကနေပြီးတော့အကုန်လုံးကဖြန့်ပြူးမယ်ဖြန့်ပြီးတော့ကုညီတဲ့ဥစ္စာတွေကလည်းသူတို့စစ်တိုက်နေတဲ့ရှေ့တန်းကိုရိတ်ခါတွေပို့နေတယ် စကိုင်းကိုမရောက်သေးပါဘူးအင်းဝါကိုမရောက်သေးပါဘူးနိုင်ငံတကာကူညီတဲ့ပစ္စည်းတွေမန္တလေးကိုမရောက်သေးပါဘူးတကယ်ဖြစ်နေတဲ့နေရာကိုမရောက်သေးပါဘူးသူတို့နေပြည်တော်ထဲမှာတောင်မှတချို့တော့ဝယ်ပဲရောက်ပါသေးတယ်တကယ်နိုင်ငံတကာကကူညီတဲ့ပစ္စည်းတွေမရောက်ဘူးနေပြည်တော်ထဲမှာပေးတဲ့ဥစ္စာကြက်ဥလေးနဲ့ခောက်ဆွဲကြောက်မမခောက်ဆွဲကြောက်တို့ပဲရှိတယ်အိန္ဒိယနိုင်ငံကပေးတဲ့အိန္ဒိယနိုင်ငံဒစိမ့်နဲ့ပစ္စည်းတွေရောက်ပြီလားလို့မေးကြည့်လိုက်ပါမရောက်သေးပါဘူးတရုတ်နိုင်ငံကပစ္စည်းမရောက်သေးပါဘူး စင်ကာပူပြီးတော့ဗီယက်နမ်မလေးရှားသူတို့နိုင်ငံတွေကပေးတဲ့ပစ္စည်းတွေပြည်သူတွေလက်ထက်မရောက်သေးပါဘူးရှက်ဖို့ကောင်းလိုက်တာရှက်ဖို့ကောင်းလိုက်တာရှက်တန်ရင်တော့လဲသေးလိုက်ကြပါအရှက်နဲ့ချက်နဲ့ဟိုမှားပြီးတော့ဖြတ်ခဲလာမှမသိတာဗျာခါလိုက်ပါတော့ကျွန်တော်တို့တွေဒီချိန်မှာ Facebook ကိုဖွင့်လိုက်တိုင်းဖွင့်လိုက်တိုင်းရင်နှင်းစရာဝေဒနာတွေကြီးပဲကျွန်တော်တို့ခံစားနေရတယ် စိတ်မကောင်းစရာတွေပဲကျွန်တော်တို့မြင်တွေ့နေရတယ်ကျွန်တော်မြန်မာပြည်ကြီးအများဆုံးဒုက္ခပေါင်းစုံကလွတ်ကင်းပါစေကင်းငြိမ်းကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းဒီနေ့ကလည်းကျွန်တော်တောင်းလိုက်ပါတယ်ကျွန်တော်ရဲ့စိန်သီးစပီကာတစ်ခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကြပြားလေးနဲ့ကျွန်တော်တို့ပြီးဆုံးနေရှိပါတယ်ဒီတစ်ခါကျောင်းစင်ဒီစပီကာမှာရွတ်ဖတ်မဲ့ကြပြားလေးရဲ့အမိကဒန်နဲ့တလုံးနဲ့ပါပဲဒန်နဲ့ဒီကြပြားလေးကိုကလောင်သွားထက်တဲ့နဲ့ ရေးဆက်ခဲ့တဲ့ကြပြာဆရာကတော့ကြပြာဆရာခွန်နီပဲဖြစ်ပါလေဆရာခွန်နီကျွန်တော်ရဲ့စိန်သီးစပီကာမှာဆရာရဲ့ dance ဆိုတဲ့ကြပြာလေးကိုရွတ်ဖတ်ခွင့်ပြုပါကြပြာလေးရဲ့အမည်က dance နဲ့သွေးအလိမ့်လိမ့်မျက်ရည်အလိမ့်လိမ့်နဲ့ဒုက္ခအဖုံဖုံကြားကဘဝတွေမဟုတ်လားရေပေးလဲမလွတ် ိဘေးလဲအလောင်မြိုက်ခံလေဘေးဆိုလဲမကင်းခဲ့ငလျင်ဆိုလဲလွတ်เสียမရှိအာနာရှင်ဘေးဆိုလဲစိုးပွဲမရှိခဲ့ဘယ်ဘေးဒုက္ခမှဘေးမှမရှိဘူးငါတို့ကောင်းမော်တဲ့တယ်ပဲချိန်သားကြိုက်ကြလာတဲ့ဖြစ်အားဖြင့်ဘုံတွေလိုဒုက္ခဟာအုံလိုက်ကျင်းလိုက်တယ်ဒီတစ်ခါ နိုင်ငံတော်ကိုကင်လှုပ်လိုက်တာဘဝတွေပဲပြိုကျเสียရှိတော့တယ်အပြက်စီးပုံနေကြမှာမျက်ရည်ကလွဲရင်ဘာမှ မရှိဘူးထီတော်တွေလည်းမြေခလို့ကျွန်တော်တို့ကိုစာနာပါတလားဖေဟာအနိဋ္ဌာယုံတွေကို မြင်ပါတလားဖေဟာမေတ္တာတရားတွေရဲ့အကူအညီလိုပါတယ်လူကိုလူချင်းစာနာတတ်အောင် တရားပြတော်မူပါဗျာအသားညံ့ပေါမုတ်လိုဘဝတွေပါဗျာဟိုကကြိုက်လိုက်ဒီကဖဲ့လိုက်နေဘဝတွေပါဗျာဘဝဘေးနဲ့အာနာရှင်ဘေးရဲ့ကြားအနေကျအတိကျတဲ့ဘဝတွေပါဗျာကောင်းငင်ကိုကြောက်ရမြေကြီးကိုကြောက်ရနဲ့ဘယ်အထိကြောက်နေရမလဲ အရှင်ဘုရားလာမဲ့ဘေးကိုပြေးတွေ့ဖို့ရင်ပြေးစီရမြေမရှိတော့လို့ပါအရှင်ဘုရားပေနဲ့တူကြားကရဲရဲหนีနေတဲ့တန်ချောင်းတွေလို့ပူလောင်တော့ကတွေနဲ့ကံကြမာအတုအထုထောင်းခံဘဝဒီပါဘုရားစေးသမျှကတ်ကြီးတွေမှာသိနှုတ်တိမ်ပြင်းတဲ့လူရုပ်တွေတက်ရှိထင်ရှားရှိနေသေးပါဘုရား စွတောင်းပြေဖရာလဲဘုံတံတင့်လို့ပြိုပါပြီဖရာကက်ကြော်ဇေတဲ့ဇေဒီလဲဒီတဘာဝကတ်ဆိုးကိုမကြော်နိုင်ခဲ့ရှာဘူးထီတော်တွေမြေခလို့တပည့်တော်တို့နှလုံးတွေလဲနာလှပါပြီဖရာမောင်လုံးနဲ့နိုင်ငံကိုဓမ္မအလင်းရောင်စောင့်ခြင်းပေးတော်မူပါဗျာမြစ်တာတရားတွေ ကျဲပြန့်တော်မူပါဗျာတပည့်တော်တို့မှာတပည့်တော်တို့ပဲရှိပါတော့တယ်ဗျာအဖြစ်ပြက်တွေကခဏလေးဆိုပေမဲ့ပြန်ဆရမယ်ဘဝတွေကအကြကြီးပါဗျာလူခုရင်အပြည့်အဝမရတဲ့နိုင်ငံမှာဒုက္ခတွေကြလူတန်းစားမခွဲကြပဲဒန်းလူညီမြခံစားနေရပါတယ်ဗျာကိုချင်းစာတရားအပြည့်နဲ့ကမ်းလာသမျှလက်တွေ အပြူအပြက်တွေနာမြင်မြင်ရောက်အောင်ပို့တော်မူပါအရှင်ဘုရားအချိန်မမီရင်အသက်တွေပါ မမီတော့မဲ့ဘဝတွေမှုတကယ်ကိုခြောက်ခြားစရာအတိပါ အရှင်ဘုရားမြမပြည်ကြီးငြိမ်းချမ်းပါစေမြမပြည်ကြီးအေးချမ်းပါစေမြမပြည်ကြီးဘေးမတန်းဖြောင့် Thank uh you. -huh.